က်တဲ့တော်ကြီးကမောင်တော်ဘူတိတော်ကနေပြီးတော့ခွေးပြေးဝက်ပြေးပြေးလာရလိမ့်မယ်ဆိုတဲ့အောက်ကကျွန်တော်ကနေပြီးတော့ပြကြတော့ပါဆိုတော့ဒီမုဆလင်နဲ့ကိုယ်ဆက်ကောင်ရပိုင်တော်ရှိတဲ့ဘူတိတော်ရသက်တော်မောင်တော်ဒေသခံကြီးဖြစ်တဲ့ဒီမုဆလင်တွေကိုအရခတ်တော်ကြီးကအခုလိုနိုင်ငံစီနဲ့လုပ်နေတာမျိုးတွေညှင်းပန်းနှိပ်စက်တတ်ဖြတ်နေတာမျိုးတွေနေ့စဉ်နဲ့အမြမထင်မထင်သလိုဖန်းစီပေါ်တော့ရိုက်နေတာတွေမထင်မထင်သလိုအနိုင်ကျင့် ဘိုးကြနေတာမျိုးတွေကိုလှုပ်ဆောင်နေခဲ့မယ်ဆိုလို့ရှိရင်ဒီလက်ရှိကိုဇက်ကွန်ဂျာခနောက်ရှိတဲ့ဒေတာခံနေဖြစ်တဲ့ရိုဟင်ဂျာရဲ့အားပေးမှုရိုဟင်ဂျာရဲ့ဝိုင်းရံမှုဖတ်ခံမှုရုပ်ကြတော်ပြီးတော့မောင်တော်ဘူးတီတော်ကနေပြီးတော့ခွေးပြေးဝတ်ပြေးပြေးလာရလိမ့်မယ်ဆိုတဲ့အကြောင်းကိုညနေပြီးတော့ဒါအပြုသဘောဆောင်တဲ့အနေနဲ့ပြင်းပြထန်ထန်ဝန်ခံခြင်းဖြစ်ပါဘုံပဲပါကြပါ ကိုချင်ချာနဲ့လည်းပြန်နေကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ရခိုင်ပြည်နယ်ရန်ကြီးမြို့နယ်ကဖေးပို့လာတဲ့တဲ့အရှိလက်ကလည်းဒုလက်ရှိဒီကျွန်တော်တောက်တော်မြို့နယ်ကဒီကျွန်တော်အာရကတက်တော် A ရဲ့ညှိပနိုင်စမှုလက်ဆမှုတွေကိုကြုံတွေ့ကြရတဲ့ဒီကျွန်တော်ရိုဟင်ဂျာလူငယ်တယောက်တဲ့ပေးပို့ချက်နောက်ပြီးတော့ဒီလက်ရှိဒီကျွန်တော်ရခိုင်နိုင်ငံရဲ့အရှိနယ်ရှုပ်ကိုစူးစီးတုံတန်းအစီအစဉ်ပေးပြလို့ရပါခင်ဗျာ ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့မိဘတွေတရားကျင့်စစ်တိုင်းကိုလေးစားစွာနဲ့ဖိတ်ပလိုက်ပါရစေခင်ဗျာဟုတ်ပြီအဲ့တော့ကျွန်တော်လက်ရှိနေပြတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကအမီမဖိုးလိုတဲ့ညီလေးတယောက်စီကနေသွေးပို့လာတဲ့တဲ့ဟိုကျွန်တော်နဲ့ဆက်တဲ့အစီအခံခင်ပြပေးပါမယ်ခင်ဗျာကျွန်တော်ကတော့2023ခုနှစ်ကြောက်တော်မှာစေတဲ့အောင်ခဲ့ပေမဲ့ရခိုင်ပြည်နယ်တိုက်ပွဲတစ်ချို့ကြောင့်ကျွန်တော်တက်ကတော် တက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့27ရက်ဆယ်လ2024မှာမလေးရှားကိုထွက်ခွာလာခဲ့တဲ့တုံးလေးဖြစ်ပါတယ်ကျွန်တော်ခုပြောချင်တာကတော့ကြောက်တော်မှာအရင်အစိုးရတုန်းကရခိုင်လူမျိုးတွေအနေနဲ့လွတ်လပ်စွာသွားလာနေနိုင်ပေမဲ့ရိုဟင်ဂျာတွေကတော့လွတ်လပ်စွာသွားလာဖို့မရှိခဲ့ပြင်တခြားမျိုးတွေကိုသွားခြင်းလည်းပဲလာဝကာရဲ့ထောက်ခံချက်ယူနေရပါတယ်ဒါကြောင့်ကိုရခိုင်ပြည်ကိုကိုရခိုင်လူမျိုးအုပ်ချုပ်ရင်ပို့ပြီးအေဂျင့်တာယာမယ်ထင်ပြီးတော့ ကျွန်တော်ရဲ့မိဖဆွေမျိုးတွေနဲ့ကြောက်တော်မြို့နယ်ကမွတ်စလင်တွေအားလုံးမိဖကအာရကတက်တော်အေကိုငွေကြေးအရာတို့လကတခြားလိုအပ်ချက်တချို့ကိုလည်းပဲပန်ပေါ်ကူညီဖေးခဲ့ကြမှုပါတယ်ဒါမှမဟုတ်လက်ရှိမှာအာရကတက်တော်အေကအာနာရလာပြီးတော့ကြောက်တော်ကိုစတဲ့အုပ်ချုပ်တဲ့အချိန်မှာပဲကွန်ဆန်တမျိုးပြောင်းသွားပြီးတော့မွတ်စလင်နဲ့ရခိုင်အက်ဆစ်ဒင့်တခုခုပြဿနာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘေသူရဲ့အပြစ်ပဲဖြစ်ဖြစ်မွတ်စလင်တွေကိုပဲဒံွေ လက်ဒါတွေတွေ့ရပါလေပြဿနာဖြစ်လို့တွားတိုင်ရင်လည်းပဲမွတ်စလင်နှစ်ဖက်ကိုအရှုံးပေးပြီးတော့သူတို့ဆရာနဲ့ပိုက်ဆံပေးပြီးဒီပိုက်ဆံပေးခိုင်းတာမျိုးဒိုင်းတာမျိုးတွေပြုလုပ်နေကြပါလေကျွန်တော်ကိုယ်တိုင်တစ်ကြိမ်ခံခဲ့ရပါသေးတယ်ဖြစ်စဉ်ကတော့အဲ့ဒီမှာလေကြောက်တော်မျိုးကိုစတဲ့အုပ်ချုပ်ပြီးနောက်ပိုင်း2024ခုနှစ်တကြံမှာကျွန်တော်ရဲ့တငယ်ချင်းနှစ်ယောက်နဲ့အတူဆိုင်ကယ်စီးပြီးတော့အရှာရွာတရွာကိုသွားသွားခဲ့ကြပါလေ ကျွန်တော်သွားတဲ့လမ်းမှာစံကေမောင်းနေတော့မှတကြံပက်လာကြတဲ့လူတွေဘောရေလုံးဘောအိမ်တိုင်အိမ်ကနေစင်နဲ့ဝန်းကျင်ကလေးတရားဟာရေခွက်ကင်ပြီးတော့အိမ်ထဲကနေပြေးထွက်လာပြီးတော့ကျွန်တော်မောင်းလာတဲ့စံကေရဲ့ဘေးကနေဝင်လိုက်လိုက်ပါတယ်ဒီလိုရှစ်ကတိုက်တာမဟုတ်ဘူးတဲ့ဘေးကတိုက်တာဖြစ်လို့ကလေးကနင်းနေတော့ပဲအနာရခဲ့တာပါဒါပေမဲ့ကျွန်တော်နှစ်ယောက်ဟာကလေးကိုခေါ်ပြီးတော့ဆေးအောင်ကိုသွားခဲ့ပါတယ်ဆရာဝန်ကြီးကလည်းပဲကြည့်ပြီးတော့ဘာမှမဖြစ်တဲ့အတွက် စေဝေခိုင်းပြီးတော့ခလေးကိုအနာယူပြီးအေးဆေးနေဖို့မှာလိုက်ပြီးတော့ပြန်နှုတ်ခဲ့ပါတယ်ကျွန်တော်တို့ကလည်းပဲကျွန်တော်တို့နဲ့ပတ်သက်နေတာဖြစ်တဲ့အတွက်အရှိုးရေမုတ်စေဝေပေးခဲ့တဲ့အပြင်ခလေးရဲ့မိဘတွေကိုလည်းပဲခလေးနောက်ထပ်တစ်ခုခုထပ်ဖြစ်ရင်အရှင်ဝေရဲကျွန်တော်တို့စီရင်ပြုပါကျွန်တော်တက်နိုင်တော့နှုတ်ပေးပါမယ်ဆိုလို့ပြောခဲ့ပါတယ်ခလေးမိဘတွေကလည်းကျေနပ်တဲ့အပြင်သူ့သားကြောင့်အခုလိုဖြစ်ရတဲ့အတွက်စိတ်မကောင်းကြောင်းလည်းပြောပြခဲ့ကြပါတယ် ဲ့ဒီချိန်မှာကြေးရွာအုပ်ချုပ်ရေးမှုကရောက်ရှိလာပြီးတော့ AA ရစ်ကန်ကိုတွားရမယ်။စာချုပ်လုပ်ရမယ်ဆိုပြီးတော့ပြောတဲ့အတွက်အဲ့ဒီမှာဒီမှာကျွန်တော်တို့ကရစ်ကန်တွားခဲ့ပေမဲ့ကျွန်တော်ရစ်ကန်မှာ9နာရီလောက်ထိုင်ဆောင်ရပြီးမှစာချုပ်လုပ်ခဲ့ရပါတယ်။နောက်တဲ့စေကူတာဖို့လိုအပ်လာခဲ့ရင်ကျွန်တော်တို့ကလုပ်ပေးမယ်လို့ကတိပြုခဲ့ပြီးတော့အိမ်ပြန်ခဲ့ပါတယ်။နောက်တစ်ရက်မှာရစ်ကန်ကပြန်ခိုခဲ့ပါတယ်ကျွန်တော်တို့ကလည်းရစ်ကန်ကိုတွားခဲ့ပါတယ်ရစ်ကန်ရောက်တော့ရေးတာဝန်ခံနဲ့အုပ်ချုပ်ရေးမှူးကအခုကိစ္စဟာငွေနဲ့ရှင်းမှရမယ်လို့ပြောပြီးတော့ ဘာတစ်ခုမှမဖြစ်ဘဲနဲ့ကလေးမိဘကလည်းဘာမှမပြောဘဲနဲ့စခန်းတာဝန်ကနဲ့အုပ်ချုပ်ရေးမှုကစေသိမ်းတောင်းပါတယ်ဒါကြောင့်အဲ့ဒီရှင်ကဆက်ပြီးကြောက်တော့မှကျွန်တော်နေဂျင်ဆိုင်မရှိတော့တဲ့အတွက်ကျွန်တော်နိုင်ငံခြားသွားဖို့ကြိုးစားရှာခဲ့ပါတယ်အခုကျွန်တော်မလေးရှားကိုရောက်နေပါပြီနောက်ပြီးမလေးရှားကိုပို့ပေးနေသူတွေကိုအဓိကခေါင်းဆောင်နေတာကတော့ AA ပဲဖြစ်ပါတယ်မလေးရှားသွားခြင်းရင်350ကနေ300အထိပေးရပါတယ်အကျွေးနဲ့ဆိုရင်တော့လမ်းမှာအရိုက်ခံရတဲ့အပြင်ရေဘူတောင် မတိုက်ကြပါဘူး ဒါတွေဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်ခိုင်းကြတာလားဒါမှမဟုတ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတကယ်မသိတာလားဒါမှမဟုတ်မသိကြအောင်ဆောင်နေတာလားဆိုတာကိုကိုရှေကတဆင့်မေးမြန်းပေးစီချင်ပါတယ်ဆိုပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်ကြောက်တုံမြို့နယ်ကရိုဟင်ဂျာလူငယ်တယောက်ရဲ့ရေဖွင့်လာတဲ့ဒါဘုနော်အဲသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တချို့ကိုကျွန်တော်အနေနဲ့စူးစမ်းသုံးသပ်ပြီးတင်ပြရှိဖြစ်ပါဆိုတော့ကလက်ရှိနေပြီးတော့ RF တက်တော့ AA ဟာ သူတို့အုပ်ချုပ်တဲ့နေရာဒေသတွေမှာပဒင်းအပန်းရှပြီးတော့လုံကျင်တယ်လို့လုံနေကြတာမျိုးတွေကျွန်တော်တွေ့ရပါတယ်ဆိုတော့ကလက်ရှိဒီညီလေးကနေပြီးတော့ကျွန်တော်စီကိုဒါသူသူဟာဒီတဲ့င်းပေးပို့လိုက်တာသူလက်ရှိနေပြီးတော့မလေးရှားနိုင်ငံကိုရောက်ရှိနေတဲ့အတွက်ကြောင့်ဒါသူ့အနေနဲ့အာဒီတဲ့င်းအရှိလက်တရှုပ်ကိုပေးပို့နိုင်ခြင်းဖြစ်ပါတယ်ဒီလိုမျိုးနဲ့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီ အရင်တော့ကလက်ရှိနေပြီးတော့ဒီအခုလက်ရှိနေပြီးအရက်ကတ်တော့အေးကိုရခိုင်ပြည်မှာရှိနေတဲ့ရိုဟင်ဂျာတွေကဒါသူတို့ကိုလူမျိုးထက်ကအုပ်ချုပ်လို့ရှိရင်ပို့ပြီးတော့ကောင်းလာနိုင်မလားဆိုတော့အမ်ဘယ်လိုပုံစံမျိုးနဲ့ပေါ့နော်ဒါကောင်းလာနိုင်မယ်လို့ထင်ပြီးတော့ဒါငွေကြေးထောက်ပံ့တာတွေတနည်းအားဖြင့်လိုအပ်တဲ့အရာတွေမှာကူညီပံ့ပိုးပေးတာမျိုးတွေလုံဆောင်ကိပ္ပာဒါကျွန်တော်ကိုယ်တိုင်သိပါတယ်အဲကျွန်တော်ကိုယ်တိုင်ဒီမှာဒီကျွန်တော် ဝန်ကျင်လောက်မှာဒီကျွန်တော်တို့2018 2019ဝန်ကျင်လောက်မှာကျွန်တော်အဲ့ဒီမှာစပေးရှောင်းဒုက္ခတိကလေးတွေကိုစာသွားတင်ပေးရင်းနဲ့အဲ့ဒီမှာလေးကိုဒီကျွန်တော်တို့အဲ့ဒီမှာလေးကိုဒီရိုဟင်ဂျာတွေကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တချို့ကိုကျွန်တော်ကြားသိကြရပြီဖြစ်ပါတယ်ဒါကြောင့်မလို့လေကျွန်တော်အရင်အရင်ဗီဒီယိုတော့လည်းကျွန်တော်တင်ပြပေးပြပါတယ်ဆိုတော့ကလက်ရှိဒီကျွန်တော်အရက်ကတက်တော့အေးဟာအရင်တော့ကမင်းသားရုပ်တနည်းအားဖြင့် မင်းသားကောင်းတက်ထားပြီးတော့ Rohingya တွေကိုလက်ရှိဒီအကျွန်တော်တနည်းပြမယ်ဆိုလို့ရှိရင်အာဘောနော်ရှိုသက်ကျွန်တော်တနည်းပြမယ်ဆိုတာကျွန်တော်မြန်မာစကားပေါ်နဲ့ဆိုတာပြရင်နဲ့ one shot ဆိုဆိုသလိုပဲအဲသူတို့ဟာဒါဟိုဘယ်လိုအင်မတန်မှဟို group နာမြစ်တာကြီးမားတဲ့အဖွဲ့အစည်းတစ်ခုပုံစံမျိုးစစ်ဆန်ခဲ့တာမျိုးတွေရှိပါတယ်ဒါကြောင့်မလို့လဲဒီမှာနေပြီးတော့အဲ့ဒီရှိန်တုန်းက Rohingya တို့ကူညီပံ့ပိုးမှု အားပေးမှုတွေရရှိခဲ့တဲ့အတွက်ဒီနေ့ဒီစင်ခါမှာဒီကျွန်တော်69ရာခိုင်နှုန်းရှိနေတဲ့မုံတော်ဘူးတီတော်ရတတောင်ဖက်ကိုသိမ်းဆီးနိုင်တာဖြစ်ပါတယ်အပန်ကလေးနိုင်ဖြစ်ပါတယ်ဆိုတော့ကဒီရိုဟင်ဒီကျွန်တော်တို့ဒီမောင်တော်ဘူးတိတောင်ရတက်တောင်69ရာခိုင်နှုန်းရှိနေတဲ့ဒီရိုဟင်ဂျာတွေရဲ့အဘယ်ပူညီမှု ဖတ်ပတ်မှုမရှိခဲ့ပဲနဲ့ဒီဘူးတိတော်မောင်တော်ရဲ့တက်တောင်တွေကိုရဖို့ဆိုတာကမလွယ်ဘူးလားပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာမွတ်စလင်တွေဒီ69ရာခိုင်နှုန်းရှိနေတာဖြစ်ပါတယ်။ဆိုတော့အာနာမယခင်ကရှိခဲ့တဲ့မြစ်တာတွေအာနာမရှိခင်တုန်းကရှိခဲ့တဲ့ပြားခဲ့မှုတဲ့မြစ်တာတွေကဒီနေ့တည်ရှင်းခါမှာဘာဖြစ်လာလဲဆိုတော့မင်းသားကောင်း စောင်းထရာကနေပြီးတော့အခုဆိုလို့ရှိရင်ဒါတို့ကဘလူကောင်ဖြစ်မှန်းမသိဖြစ်လာလို့နေပါဆိုတော့ဒီလိုလုဆောင်နေမှုဟာအရင်ကတက်တော့ AA ရဲ့ MS ကိုအရင်ကြာစင်းစေတာဖြစ်ပါတယ်ဆိုတော့လက်ရှိတီကျွန်တော်ဗိုလ်ချုပ်ဖုံးမြဲနိုင်ကိုယ်တိုင်ကလည်းပဲတို့လက်ရှိတီရင်ဆိုင်ကြောင်တွဲ့နေရတဲ့နိုင်ငံရေးအခွင့်အရေးတွေသူလက်ရှိဖြတ်သန်းနေရတဲ့နိုင်ငံရေးအခွင့်အရေးတွေကိုဒါရင်ဆိုင်ဖြည့်ရှင်းနေရတဲ့ခါမှာအောက်ရှေကိုပြန်ကြည့်နိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့လက်ရှိဒီဘက် option ကိုကျွန်တော်ပြန်လေးကြည့်ရှုလိုက်တဲ့အခါမှာဒီကျွန်တော်တို့သိန်းယာနဲ့ရှိပြီးတော့ဒါကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အာကျွန်တော်တို့ဒီရခိုင်လူမျိုးတခြားလူမျိုးတွေသွားမယ်ဆိုလို့ရှိရင်သိန်း340လောက်နဲ့ရတဲ့နေရာတစ်ခုကိုသိန်း150ကနေ200ထိပေးပြီးတော့ဒါသွားနေရတဲ့တဘုံမျိုးလည်းအများကြီးရှိပါတယ် ဆိုတော့ဒီလိုမျိုးဒီသိန်းရာကြိုးပေးပြီးတော့လူပွဲစားလုပ်နေတဲ့လူတွေကလက်ရှိနေပြီးတော့အရက်တက်တော့အေးအေးကိုတိုင်ဖြစ်နေတာကိုကြားတဲ့အတွက်ကျွန်တော်အရန်အံ့ဩမိပါတယ်ဆိုတော့အဲကျွန်တော်အရင်ရင်တော့တင်ပြခဲ့ပါတယ်ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီအခုလက်ရှိအရက်တက်တော့အေးဟာဒီလိုမျိုးငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးတွေ ਨੇ အခုလိုပုံစံမျိုးဆက်လုပ်နေအောင်မယ်ဆိုလို့ရှိရင် တို့ရဲ့ရခိုင်ပြည်တွင်မှာလူအများရဲ့ဝမ်းရံမှုလူအများအားပေးမှုရော့ကျလာပြီးတော့တနေ့တော့တချိန်မှာလက်ရှိအရကတတော်အေရရခိုင်ပြည်နယ်ရဲ့ဒါသမိုင်းတရခံတယောက်အဖြစ်ရှိဖြစ်သွားနိုင်ရဆိုတဲ့အကြောင်းဒါကျွန်တော်အနေနဲ့စေနာမြစ်တာအပြည့်အဝနဲ့ဒါတင်ပြခြင်းဖြစ်ပါဟုတ်ပြီနောက်ထပ်သတင်းတစ်ပုဒ်တစ်ခုအနေနဲ့လက်ရှိဒီကျွန်တော်ရန်ပြေးမြို့နယ် ကြောက်ရှောင်းကြီးရွာကဒီကျောင်းကောင်းကောင်းနှစ်ကြီးရွာကိုအဲ့ဒီမှာဒီကျောင်းကောင်းကောင်းတဲ့ကောင်းကောင်းနှစ်ရှိတယ်အဲ့ဒီကောင်းကောင်းနှစ်ကသတင်းတလျှော့ပေးပို့လာပါတယ်ဆိုတော့ဒီသတင်းကိုကျွန်တော်အနေနဲ့စူးစီးတင်ပြပေးပါမယ်ခင်ဗျာရန်ကြီးမြို့နယ်ကြောက်ရှောင်းကြီးရွာကောင်းကောင်းနှစ်မှာခန့်ထားတဲ့ရိတ်ခါတောက်တဲ့ ULAA ကခန့်ထားတဲ့လူတွေဟာအာနာပါဝါပြပြီးတော့မပေးနိုင်ရင်ရုံးကိုဖမ်းခေါ်သွားပြီးရိုက်နေတဲ့အပြင် မရှိရင်ရှိတာကိုအစာထိုးယူသွားကြပါလေ။ဒါကြောင့်အေထက်ပိုင်းကောင်းဆောင်ရွယ်အနေနဲ့အေးယူပေးဖို့နဲ့မြေပြင်ကတကယ်တကယ်အဖြစ်အပျက်ကိုသိရှိနိုင်ရန်ပူရှင်ကတစင်တင်ပြပေးပါဆိုပြီးတော့အကျွန်တော်စီကိုအကျွန်တော်ရဲ့ Telegram ကနေပြီးတော့ပေးပို့လာတဲ့တင်ရှယ်လေးဖြစ်ပါတယ်။ဆိုတော့ဒါကိုကျွန်တော်လည်းစူးစူးသုံးသပ်ရမယ်ဆိုရင်လက်ရှိဒီကျွန်တော်တို့ run ပြေမြို့နယ်ကြောက်ရှောင်းကြီးရွာကောင်းကောင်းနှစ်မှာဒီခန့်အပ်ထားတဲ့ရိတ်ခါကောက်တဲ့ရွေးလေးအေး ဒီလူတွေဟာမရှိရင်ရှိတာကိုချယူသွားတာမျိုးတွေရှိပါလေဆိုလို့ပြောပါတယ်ဥမဟိုကျွန်တော်အဲ့ဒီရွာကအဖွားကြီးတယောက်မှာဝက်လေးကောင်ငွေးထားတယ်အဲ့ဒီဝက်လေးကောင်ငွေးထားတဲ့ကသူ့ကိုလာကောက်လာပြီးတော့ပိုက်ဆံလာကောက်တဲ့ခါမှာမပေးနိုင်တဲ့အတွက်အဲ့ဒီအမျိုးသမီးကြီးအိမ်ထဲကဝက်တကောင်ကိုအတင်းအာဓမဒီကျွန်တော်တို့ဖိုလာကြီးပေါ့နော်ဒီကျွန်တော်တို့အဒီအဲ့ဒီဖိုလာကြီးထက်ကိုတင်ပြီးတော့ယူသွားကြတယ်ဆိုပြီးတော့လဲဒါတင်းကြပါတယ် ဆိုတော့ဒီလိုမျိုးဒီကျွန်တော်ကိုရခိုင်ပြည်သူပြည်သားအပေါ်မှာလည်းအခုလိုမျိုးလုပ်နေတာမျိုးလည်းကျွန်တော်တို့နေ့စဉ်ရက်ဆက်ဆိုတလို့ကြားသိနေရပါတယ်ဆိုတော့လက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်မှာအင်တာနက်လိုင်းမရတဲ့အပြင်လက်ရှိအင်တာနက်လိုင်းကိုပါထိန်းချုပ်ခံထားရတဲ့အတွက်ဒါဟာသတင်းတွေကတလျှော့သတင်းတွေကဒါဘုံတော့အပြင်ကိုပေါက်ကြားမလာတာမျိုးလည်းရှိပါတယ်ဆိုတော့ကျွန်တော်ဒါတွေကိုကျွန်တော်သုံးသပ်ရမယ်ဆိုလို့ရှိရင် ဟုတ်ပြီကျွန်တော်လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရခိုင်နိုင်ငံရဲ့အခွင့်အရေးကိုကျွန်တော်တို့ပြန်ပြီးပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အကြမ်းဖက်စက်ခွေအုပ်စုမှာဒီရခိုင်ပြည်နယ်ကဘာကြောင့်ရှုံးနေပြီးတော့ထွက်ပြေးသွားရတာလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားဖို့လိုအဲ့ဒီဒီစက်ခွေအုပ်စုကကျွန်တော်တို့နှစ်ပေါင်းများစွာကျွန်တော်ဒေသခံရခိုင်ပြည်သူပြည်သားတွေအပေါ်မှာ90စီနဲ့လှုပ်ဆောင်ခဲ့မှုတွေ တနည်းအားဖြင့်မထင်မထင်သလိုဖမ်းဆီးပြီးတော့ရိုက်နှက်တာမျိုးတွေတက်ဖြတ်တာမျိုးတွေအထိလုတ်ဆောင်ခဲ့ပြုတာဝရခိုင်ပြည်သူပြည်သားတိုင်းအလုံးခံစားကြပြီးသိရှိကြပြီးဖြစ်မှာပါဆိုတော့ဒီလိုအကြမ်းဖက်အာနာယုစခွေတပတ်ရဲ့လုတ်ဆောင်ခဲ့မှုတွေကြောင့်ရခိုင်ပြည်သူပြည်သားတွေဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်နာကြီးကျက်အပြစ်နဲ့တနည်းအားဖြင့်ခံစားကျက်အပြစ် ရှိခဲ့ကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့လက်ရှိအရှင်တော်ကနေပြီးတော့ခေါင်းဆောင်မဲ့ပုံကောမပေါ်လာခဲ့တဲ့အတွက်မပေါ်လာခဲ့တဲ့အတွက်ကျွန်တော်တို့ကငြိမ်ပြီးတော့အာသူတို့မချက်တော့လဲအောက်ကနန်းဆိုတဲ့သဘောမျိုးနဲ့ဒီစက်ခွဲတွေနဲ့အတူတူနေထိုင်ခဲ့ရပါတယ်။ဆိုတော့အာကျွန်တော်ကိုယ်တိုင်ကြောင်တွေ့ခဲ့ရပါတယ်။အာကျွန်တော်ဒီတောင်ကုန်းအဲမြို့မှာဒီကျွန်တော်တို့ကကျွန်တော်အဲ့ဒီအဲ့ဒီတော့ကနေပြီးတော့ကျွန်တော်အဲ့ဒီမှာနေပြီးရန်ကုန်မှာစစ်တမ်းတက်နေရင်းနဲ့ ကျွန်တော်ဒီတောင်ကုတ်ကိုကြောင်းပိုက်လို့ပြန်လာတဲ့အချိန်မှာနွေရာသီမှာကျွန်တော်အဲ့ဒီမှာလို့ကျွန်တော်ဆက်ပင်းနဲ့ကျွန်တော်တွားတဲ့အချိန်မှာအဲ့ဒီမှာလို့ဒီကျွန်တော်တက်မဒီကျွန်တော်တောင်ကုတ်တက်မအာကျွန်တော်အဲ့ဒီမှာတောင်ကုတ်တက်မစက်ကခငါကအာအဲ့ဒီမှာအဲသူတို့အဲ့ဒီမှာအဲ့ဒီမှာအဲ့ဒီကပတ်လာတယောက်၃ရက်နဲ့ဆက်သက်တယောက်ကအဲ့ဒီကျွန်တော်တဒေါကိုအာဖြတ်လာတယ်အဲ့ဒီမှာစောတော့ဆန်ဖြတ်လာ ျွန်တော်က seven တိုက်မိတဲ့ခါမှာကျွန်တော်ကိုကိုလာဆွေးပြီးဖုံးမိချိန်မလုံးတော့ကျွန်တော်ကလည်းကြောင်းသားဆိုတဲ့ခါကျတော့ shift ပြီးတော့ကျွန်တော်အဲ့ဒီနောက်ကဒုံးနဲ့ပြန်လေပြီးတော့သူ့ကိုရိုက်ခဲ့တဲ့အတွက်တော့သူအဲဘောနောကျွန်တော်တို့နေရာဘောနောအဲ့ဒီနေရာမှာတော်တော်လေးအဲကျွန်တော်အဲ့ဒီရှင်တော့တော်တော်လေးပြဿနာတွေရှင်းလဲရတာမျိုးရှိပါတယ်ဆိုတော့ဒီလိုမျိုးဒီကျွန်တော်တို့ကြောင်းသားလူငယ်တွေကိုတော့မှမရှောင်အဲ့လိုမျိုးအာနာပါဝါပြခဲ့တဲ့ဒီစက်ခွေးတစ်စိုက်ကိုကျွန်တော်အမြင့်ပြက် ရှေ့မောင်းဖို့အတွက်ရခိုင်သူရခိုင်သားတွေမှာရခိုင်သူရခိုင်သားတွေစိတ်ထဲမှာရေတဲ့အသိဉာဏ်တွေမှာကမြီးထိုးသလိုထိုးထားခဲ့ပြီးဖြစ်ပါဒီတော့ဒီကျွန်တော်2009မှာဒီကျွန်တော်ဘိုလ်ချုပ်ဖွင့်မြနိုင်ကနေပြီးတော့ဒီလက်ရှိအဲ့ဒီရှင်တော်နဲ့အရက်ကဒီတက် A ဆိုပြီးတော့ဖွင့်စီလိုက်တဲ့ခါမှာရခိုင်သူရခိုင်သားတွေရဲ့နှလုံးသားထဲမှာဂမြူးထိုးထားတဲ့ နာကြီးချက်တွေဟာအပြင်ကိုပူပေါက်လာပြီးတော့အရကတက်တော့အေးထက်ကိုဝင်ရောက်ပြီးတော့ဒါဟာအဲ့ဒီမှာမျိုးဆက်တင်နိုင်တွေတက်ကြတယ်အမ်တဆက်ဒီဘုရားတက်ပြီးတော့ဒါကျွန်တော်တို့ရခိုင်ပြည်နယ်ကဒီဆက်ခွေတစ်သိပ်ကိုပြန်ပြီးတော့မုံထုတ်ဖို့ကြိုးစားခဲ့ကြတယ်ဆိုတော့အခုဒီဆက်ခွေတယ်ကျွန်တော်ဒီနေ့ပြောချင်တာကဒီဆက်ခွေတစ်သိပ်ဟာဒေသခံရခိုင်လူမျိုးတွေကို ခလေးသူငယ်ပါမရှောက်မိန်းကလေးတွေဆိုလို့ရှိရင်တဟာနေပြီးတော့အာသူတို့မှနေပြီးတော့သတ္တမိချင်းကိုချင်းစာနာတဲ့စိတ်မျိုးရှိကြတဲ့ဆက်ဖွဲ့ဆိုတာကအရင်နေပါပါဆိုတော့ဒီလိုမျိုးကျွန်တော်တို့ရဲ့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒေသခံရခိုင်သူရခိုင်သားတွေကိုအဲ့လိုနိုင်တဲ့စီနံလှုပ်ဆောင်ခဲ့တဲ့အတွက်ကျွန်တော်ဒေသခံရခိုင်သူရခိုင်သားအားလုံးက မုံတီနာကြီးခဲ့ကြဖြစ်ပါတယ်ဒီလိုမုံတီနာကြီးပြီးတော့သူတို့အားပေးမှုဝိုင်းရံမှုထောက်ခံမှုတွေမရှိတော့တဲ့အတွက်လက်ရှိဒီစက်ခွဲတတိုက်ဟာရခိုင်ပြည်နယ်ကနေထွက်ခွာနေရတာဖြစ်ပါတယ်ထွက်ခွာသွားရပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကရက်သုံးသပ်ခြင်းလာကဒီကရက်ကျွန်တော်တင်ပြခြင်းလာကလက်ရှိဒီအရခတ်တက်တော့အေဟာရခိုင်သူရခိုင်သားတွေရဲ့အားပေးမှု ရခိုင်သူရခိုင်သားတွေရဲ့ဝမ်းရံမှုကိုအများဆုံးရရှိထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ80ရာခိုင်နှုန်းလောက်ပါ AA ကိုထောက်ခံနေကြတာဖြစ်ပါတယ်။ဆိုတော့ AA ကစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေဒါဒါကျွန်တော်တို့အကောင်လုံးဒီဘက်ကထောက်ခံနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးထောက်ရခိုင်သူရခိုင်သားအများစုတနည်းအားဖြင့်ဒေသခံရခိုင်သူရခိုင်သားအများစု အာအပေဝန်းရံမှုထောက်ခံမှုရှိနေတဲ့အရကတက်တို့အေအေထက်မှာအဲ့လိုမျိုးဒီတမယပြုတ်မယ်ဆိုလို့ရှိရင်အာနာယူနေကြတဲ့အာနာယူတသိုက်ကြောင့်အရကတက်တို့အေအေဟာနောက်တစ်ချိန်မှာရခိုင်သူရခိုင်သားရဲ့အာပေမှုဝန်းရံမှုတွေရော့ကျသွားပြီးတော့လက်ရှိအရကတက်တို့အေအေဒီလည်းပဲဒါရခိုင်အလင်မှာ ကောင်းတငယ်ညွန်းနွမ်းစွာနဲ့ရှင်သန်ရလို့မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ပြလိုပါတယ်။ဆိုတော့လက်ရှိဒီကျွန်တော်တို့ရခိုင်သူရခိုင်သားတွေရဲ့အားပေးဝမ်းရံမှုကိုရရှိခဲ့တဲ့အေအာအခုစစ်နိုင်နေတာရခိုင်သူရခိုင်သားတွေအားပေးမှုကြောင့်ဖြစ်ပါတယ်။ဘလောက်ပဲနိဗ္ဗာန်ဟာတွေဘလောက်ပဲကောင်းပါစေဘလောက်ပဲစစ်ဗျူဟာတွေဘလောက်ပဲကောင်းပါစေဘလောက်ပဲဉာဏ်ပညာထင့်မြင့်ပါစေဒေသခံပြည်သူပြည်သားတွေရဲ့အားပေးမှုဒေသခံပြည်သူပြည်သားတွေရဲ့ဝမ်းရံမှု မရရှိဘဲနဲ့တော့ဘလို့မှစစ်တိတ်လို့နိုင်မဟုတ်ဘူး။ဒါဆိုရင်လက်ရှိဒီကျွန်တော်ဒီကနေ့တင်ပြချင်တာကမောင်တော်ဘူးတီတော်ရတက်တော်ဆိုတော့ဒီတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့မောင်တော်ဘူးတီတော်ဟာကျွန်တော်စိုးစိုးကကျွန်တော်ဒီတင်ပြခဲ့တဲ့အတိုင်းပဲ69ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ဒီမွတ်စလင်နဲ့69ရာခိုင်နှုန်းရှိတဲ့ ီမှုစနေတွေကိုအရက်ကတ်တော့ကေကအခုလိုမျိုးနိုင်တဲ့စင်းနဲ့လုံနေတာမျိုးတွေအခုလိုမျိုးညှင်းပန်းနှိုက်ဆက်တက်ဖြတ်နေတာမျိုးတွေနေ့စဉ်နဲ့အမျှနာမထင်မထင်သလိုဖမ်းဆီးခေါ်ဆောင်တော့တွေရိုက်နေတာတွေမထင်မထင်သလိုအနိုင်ကျင့်ဘိုကျနေတာမျိုးတွေကိုလုတ်ဆောင်နေခဲ့မယ်ဆိုလို့ရှိရင်ဒီလက်ရှိကိုဇခွန်ရာခိုင်နှုန်းရှိတဲ့ ေသခံတွေဖြစ်တဲ့ရိုဟင်ဂျာတွေအားပေးမှုရိုဟင်ဂျာတွေဝိုင်းရံမှုထောက်ခံမှုတွေရုတ်ကြတော့ပြီးတော့မောင်းတော့ဘူးတီတောင်ကနေပြီးတော့ခွေးပြေးဝက်ပြေးပြေးလာရလိမ့်မယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ဒီနေ့ကနေပြီးတော့ဒါအပြုတ်သဘောဆောင်တဲ့အနေနဲ့ပြင်းပြထန်ထန်ဝေဖန်ခြင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုလက်ရှိအရကတက်တော့အေအေရဲ့ဒီကျွန်တော်တို့ဒီကြေးရွာတွေမှာတချို့ဒီမြို့နယ်တွေမှာ ခန့်အပ်ထားတဲ့ဒီကျွန်တော်တို့ ULA အစိုးရအဖွဲ့ပါဆိုတဲ့ကောင်းတွေကကျွန်တော်တနည်းအားဖြင့်ကျွန်တော်လက်လာကြည့်ရတလို့ဆိုလို့ရှိရင်ရခိုင်ပြည်နယ်14မြို့နယ်ကိုသိမ်းပိုက်ရရှိထားတဲ့အရကတက်တော် AA အနေနဲ့သူတို့ခန့်အပ်ထားတဲ့လူတွေကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာအရင်တုန်းကဘိန်းစာစေသမရက်မတုံးရွာမတုံးတဲ့ရက်ပေရွာပေလူရန်ကတလျှော့ နောက်ပြီးတော့အဝေး9ရက်အထွက်9ရက်အပြင်9ရက်အတွင်း9ရက်တနည်းအားဖြင့်အဆုံမှာ9ရက်အိမ်မှာ9ရက်နေရတဲ့လူရန်ကလူမိုက်တစုဘို့လက်ရှိအရကတတော့အေးဟာအခုချိန်မှာလူရာတွင်းပြီးတော့ဒါခေါင်းဆောင်ပိုင်းနေရာတွေကိုခန့်အပ်တာဝန်ပေးထားတာမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီလိုအရင်တော့က လူမသုံးသူမသုံးရက်ပေရွာပေတဲ့ဒီလိုလူရန်ကားတစုကိုအရကတက်တို့အေအေရဲ့လက်ရှိအုပ်ချုပ်ရေးဘက်ဆိုင်ရာမှာတာဝန်ပေးထားတာတွေတနည်းအားဖြင့်အစိုးရအဖွဲ့ပိုင်းမှာတာဝန်ပေးထားတာမျိုးတွေရှိနေတဲ့အတွက်လက်ရှိသူတို့ဟာကိုရခိုင်သူရခိုင်သားတို့တောင်မှမချောင်းအခုလိုမျိုးနိုင်တဲ့စင်းနဲ့လုံနေတာမျိုးတွေအခုလိုမျိုးညှင်းပန်းနှိပ်စက်လာတာမျိုးတွေကိုဒါကျွန်တော်တို့ကြားသိနေကြပြီ ဆိုတော့ဒီလိုလို့စုံနေတဲ့အတွက်အရကတက်တော့ AA ရဲ့ MST ကပအလေးမှာဂုံပင်ငင်မျိုးနွမ်းစရာဖြစ်သွားမယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေရာနဲ့အပြုသဘောဆောင်တဲ့အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တစ်ချိန်တော့လည်းကျွန်တော်တင်ပြပေးပါတယ်ဒီကျွန်တော်တို့အာအနောက်ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့တနည်းပြမယ်ဆိုလို့ရှိရင်အရှိတ်ပိုင်းကိုလေဒီကျွန်တော်တို့2019မှာဒီကျောက်ဖြူမြို့နယ်က ဒီရွာတူရွာပေါ့နော်အဲ့ဒီရွာမှာအဲ့ဒီညီလေးတရားအသက်23နဲ့အရွယ်ညီလေးတရားကိုဆိုင်ကယ်ခေါ်ပါလေဆိုပြီးတော့ဖမ်းခေါ်သွားပြီးတော့တုံးရဲ့အကြံမှာအလောင်းကိုပြန်လာပို့တာမျိုးလည်းသိပါတွေ့ရပါဆိုတော့အဲ့ဒီအလောင်းကိုကျွန်တော်ပြန်ပြီးတော့ကျဲတဲ့ခါမှာဒီအလောင်းထက်မှာဒီဒီပေါ့နော်ဒန်ဒန်ချက်တော်တော်များများလေးတွေ့ရပါတယ်ဆိုပြီးတော့အဲ့ဒီမှာဒီကျွန်တော်တို့ western new မှာလည်းတင်ပြထားတာတွေ့ရပါတ ဆိုတော့ကျွန်တော်လည်းစူးစူးသုံးသပ်တင်ပြမယ်ဆိုရင်အဲ့လိုမျိုးရက်မသုံးရွာမသုံးလူရန်ကားတလျှော့ကိုအရကတက်တော့အေကအာနာပါဝါအပြစ်အဝပေးထားပြီးတော့အခုလိုမျိုးပြည်သူပြည်သားတွေကိုထိန်းချုပ်ခိုင်းနေတာမျိုးတွေလားဒါဟာအရကတက်တော့အေရဲ့ MST ရခိုင်အလင်မှာအရာညှိုးနွမ်းပျောက်ကွယ်သွားနိုင်လေဆိုတဲ့အရောကျွန်တော်အနေနဲ့ပြင်ပြရေးဖြစ်ပါ ဆိုတော့အဲ့ဒီရှိန်နှောင်းကဒီကျွန်တော်တို့ဒီတ냐ပြုတ်မယ်ဆိုလို့ရှိရင်ဒီကြောက်ဖြူမြို့နယ်ကအဲ့ဒီညီငယ်လေးအသက်23နှစ်ရည်ညီငယ်လေးသေဆုံးသွားတဲ့ကိစ္စမှာအရခတဲ့တော့အေးပြောခွင့်ရခိုင်တုခါဘာပြောလဲလဲဆိုတော့ကအချက်30လောက်ပဲရိုက်တာဖြစ်ပါတယ်အဒီအချက်30လောက်ရိုက်ပေမဲ့ဒါသေလောက်အောင်ဖြစ်ရဲ့သေလောက်ဒက်ဒါယာမျိုးမဟုတ်ပါဘူးဆိုပြီးတော့ထုတ်ပြန်တော့ပါတယ်နောက်ပြီးတော့တိုလန်ရင်မှာတိုလန်ရင်ကာလမှာမဖြစ်သလား ပြဿနာလေးကိုသတင်းလုပ်ပြီးတော့ရင်းနေခဲ့မယ်ဆိုတော့တော်လိုင်းရဲ့အတွက်နှောင့်နှေးသွားနိုင်လေဆိုပြီးတော့သူ့အနေနဲ့ပြင်းပြထန်ထန်ရှုံချက်ပြောဆိုသွားတာမျိုးတွေပြရဆိုတော့ဒီကျွန်တော်တို့လက်ရှိအရက်တက်တော့အေဟာအခုလိုမျိုးမဖြစ်စလောက်ပြဿနာလေးဆိုတော့ဆိုပြီးတော့သုံးလုံးတော့တွေ့ရတယ်အဲ့တော့ဒီမဖြစ်စလောက်ပြဿနာလေးလို့အရက်တက်တော့အေရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခံဒုက္ခတနည်းအားဖြင့်ကျွန်တော်ခဏခဏပြောပြခံဒုက္ခ သူပြောသွားတဲ့စကားကိုကျွန်တော်ဖြစ်ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လူအသက်ကိုတန်ဖိုးမထားဘူးဆိုတဲ့သဘောမျိုးတက်ရောက်နေပါဆိုတော့ဒီမဖြစ်စလို့ပြဿနာလေးလို့သူပြောလိုက်တဲ့စကားဟာလူအသက်တစ်ချောင်းသေသွားတာဖြစ်ပါတယ်အဲ့တော့ဒီလူအသက်တစ်ချောင်းသေသွားတာကိုမဖြစ်စလို့လဲဆိုပြီးတော့ပြောဆိုနေခြင်းဟာပြောဆိုသွားခြင်းဟာကျွန်တော်ကျွန်တော်ရဲ့လူတယောက်ရဲ့အသက်ကိုတန်ဖိုးမထားဘူးဆိုတဲ့သဘောမျိုးအများကြီးတက်ရောက်နေပါတယ် ဒါကြောင့်မလို့လက်ရှိအာရကတက်တို့ A ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေထက်မှလည်းပဲကျစစကားနောက်တရားပါစကားစကားပြုတ်ပံမြတ်စကားတွေကစာတိပြဆိုသလိုဒီစကားတွေထက်ကနေပြီးတော့စာတိတွေပြလာတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်လက်ရှိရခိုင်သူရခိုင်သားတွေ80ရခိုင်နှုန်းထောက်ခံထားတဲ့အာရကတက်တို့ A အနေနဲ့ ရခိုင်သူရခိုင်သားတွေရဲ့ယင်းတဲ့ခံစားချက်ရခိုင်သူရခိုင်သားတွေလိုချင်တဲ့ပန်းတိုင်းတစ်ခုကိုရရှိဖို့လှုပ်ဆောင်တဲ့နေရာမှာအခုလိုမျိုးမြင်ပနိုင်စင်နေမှုတွေအခုလိုမျိုးနိုင်တဲ့စင်နဲ့လုံနေတာမျိုးတွေကိုဆက်လက်လှုပ်ဆောင်နေအောင်လို့ဆိုရင်အရကတတော်အေးဒီလေးပဲရခိုင်ပြည်နယ်ကနေကျွန်တော်တနည်းပြမယ်ဆိုလို့ရှိရင်ဒီစက်ခွေးတစ်တိုက် ရခိုင်ပြည်နယ်ကပျောက်ဖွေသွားရသလိုမရှိအရကတက်တော်အေးဒီလိုတနေ့တော့တေရှင်ဟာမှာရခိုင်ပြည်သူလူထုရဲ့ငင်းပယ်မှုကိုခံစားရရှိနိုင်တယ်ဆိုတဲ့ဟာကိုရရှိနိုင်မယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့သင်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့လက်ရှိဒီကျွန်တော်တို့ဘူးဒီတော်မောင်တော်ကိုယ်စဖို့ရခိုင်နှောင်းရှိနေတဲ့မွတ်စလင်တွေအပေါ်မှာလည်းပဲခုလိုနိုင်တဲ့စနေလုံနေအောင်မယ်ဆိုလို့ရှိရင်ဘူတီတော်မောင်တော်ကနေပြီးတော့အရက်ခတ်တော်အေးကဒါ ဆုံးရှုံးလစ်လို့ရတော့မယ့်အနေအထားမျိုးကိုရောက်ရှိတော့ပါလိမ့်မယ်။ဆိုတော့လက်ရှိဒီကျွန်တော်တို့အရက်ကတက်တော့အေအေရဲ့ညပန်းနေစင်းမှုဖိနှိပ်ရှုပ်ရှင်မှုတွေကြောင့်ဖိရင်ကြွမယ်၊ထိရင်ရှာမယ်ဆိုတဲ့မြန်မာစကားပေါ်အတိုင်းပဲရိုဟင်ဂျာလူငယ်တွေထားကြွလာကြဖြစ်ပါဒါကြောင့်မလို့ဒီရိုဟင်ဂျာလူငယ်တွေဟာတစ်ချိန်တုန်းကကိုယ့်ရဲ့နောင်တော်ဖြစ်တဲ့ အတူနေထာနေတိုင်းရင်းသားတစုဖြစ်တဲ့ရခိုင်လူမျိုးရဲ့ဥဆောင်မှုအောက်မှာပဲရှိခဲ့ကြပါရခိုင်လူမျိုးဥဆောင်ရတဲ့ DAA ကနေပြီးတော့လက်ညှိုးဖို့ရရေဖြစ်ခဲ့မှုပါတယ်ဒါကြောင့်မို့လို့အဲ့ဒီမာဒီရခိုင်ပြည်မှာရှိနေတဲ့မွတ်စလင်တွေရောဝိုင်းရံမှုအားပေးမှုပူညီမှုထောက်ပံ့မှုတွေအများကြီးရရှိခဲ့တဲ့အတွက်ကြောင့်လည်းပဲရခိုင်ပြည်နယ်ပြည်ကနေတင်းစီးနေတာဖြစ်ပါတယ်ဒါကို အရင်တုန်းကထားခဲ့တဲ့မြစ်တာမျိုးအရင်တုန်းကထားခဲ့တဲ့စေရနာရှိတဲ့ပုံစံမျိုးခုရှင်မပြသဖို့အရင်လိုမျိုးဖြစ်ပါဒီတော့မင်းသားကောင်းဆုံးပြီးတော့ဘလူကောင်းရှိနေတဲ့ပုံစံမျိုးလှုပ်ဆောင်နေခြင်းဟာလက်ရှိအရကတတ်တော်အင်းသည်တနေ့တော့တစ်ချိန်မှာမောင်တော်ဘူးတိတောင်ရသက်တောင်လို့ခေါ်တဲ့ ဒီကျွန်တော်တစ်ချိန်တော့ကမေယူနီရှားဒေတာကိုပြန်လေပြီးတော့စွန့်လို့ရလိမ့်မယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်လည်းဒီနေရာလို့ပြီးတော့ဝေဖန်အကြံပြုပြင်ပြခြင်းပြုဆိုတော့လက်ရှိဒီရိုဟင်ဂျာတွေရဲ့နိုးကြမှုရိုဟင်ဂျာတွေထားကြွာလာမှုတွေကြောင့်ဒီကနေ့ရိုဟင်ဂျာလက်နက်ကင်တက်မတော်တွေနဲ့ဒီလက်ရှိအရကတက်တော်တွေဟာနိစ္စရစ်ဆုပ်လို့အဲတိုက်ပွဲတွေပြင်းထန်လာကြတာလည်းဖြစ်ပါတယ် ဆိုတော့လက်ရှိဒီအရကတတို့အေအေရဲ့လုဆောင်ချက်အရကတတို့အေရဲ့ညှင်းပန်းနှိပ်စက်မှုတချို့ကိုကြုံတွေ့ရတဲ့ဒီရိုဟင်ဂျာလူငယ်တွေရဲ့ဒီနေ့မှာလက်ရှိအရကတတို့အေအေကိုအမုန်းတရားကိုသူတို့နှလုံးသားထဲမှာဂမီးထိုးသလိုပို့တော့ဖြစ်ပါတယ်တစ်ချိန်လုံးကစခွေမိုက်စာဒီစက်တက်တွေကိုကျွန်တော်တို့ရခိုင်သူရခိုင်သားရဲ့နှလုံးသားထဲမှာဂမီးထိုးသလိုထိုးတာ ခဲ့တာကိုပရခန်ကျော်ရခိုင်သားအားလုံးသိရှိကြပြီဒီကနေ့မှလည်းပဲရိုဟင်ဂျာလူငယ်တွေနှလုံးသားထဲမှာသူတို့တွေကိုနှင်းပတ်နှိပ်စက်တဲ့သူတို့တွေကိုနှိမ့်ဆင်ရဆက်ဆိုသလိုမတရားဖန်ဆီးသက်ဖြက်နေတဲ့အရကတတော်အေအေကိုနာကျင်မှုမုန်းတီးမှုဖြစ်ပေါ်လာပြီးတော့လက်ရှိသူတို့ရဲ့နှလုံးသားထဲမှာဂမီးထိုးသလိုဆွေးမှတ်နေကြဖြစ်ပါတယ်။ဒါကြောင့်ဒီလိုအမုန်းတရားမျိုးကိုကျတော့ မဖြစ်ပေါ်လာစေရအောင်လက်ရှိအရက်ကတက်တော့အေအေရဲ့အုတ်ရှုံမှုရန်တရားပြန်လေလေပတ်နိုင်ဖို့အတွက်တနည်းအားဖြင့်အုတ်ရှုံမှုရန်တရားကောင်းမွန်စွာလေပတ်နိုင်ဖို့အတွက်ကျတော့ငါနဲ့မတူငါရန်သူဆိုတဲ့အသစ်စိတ်တမ်းမျိုးတွေပေဖြောက်ပြီးတော့ရခိုင်တီတွေမှာမိတဲနေထိုင်နေကြတဲ့ဘယ်လိုမျိုးဘယ်လိုဘာသာကိုမဆိုငိမ့်ချမ်းစွာအတူရှင်တွေ့နေထိုင်ပြီးတော့ဘာသာကိုကိုစားပြုတဲ့နိုင်ငံဘာသာကိုကိုစားပြုတဲ့ပြည်နယ်မဖြစ်ဖို့ ဒါအရာအရေးကြီးပါတယ်ဒီလိုလှုပ်ဆောင်နိုင်ခဲ့မယ်ဆိုလို့ရှိရင် Arcadet A ရဲ့ MST ကပတ်အလေးမှာဂုံယူဝိတ်တွားစရာဖြစ်ပြီးတော့လက်ရှိကျတော့ရခိုင်ပြည်ထဲမှာနေတဲ့မိသူမဆိုငင်းကြဆိုအတူရှင်းနေတိုင်းပြီးတော့ကျွန်တော်အာရခနိုင်ငံတို့ကြီးကိုစီစီလုံးလုံးနဲ့ပြန်လည်တိစောက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တချိန်တုန်းကအရှက်တော်မှာအရှက်မှာဂုံယူအားကြရလောက်တဲ့ နိုင်ငံဖြစ်ခဲ့ခုလို့ဒီကနေ့ဒီအချိန်မှလည်းပဲကပအလေမှာဂုံယူဝဲကျွာရလောက်တဲ့နိုင်ငံတနိုင်ငံဖြစ်ပေါ်နိုင်တယ်ဆိုတဲ့အကိုဒါကျွန်တော်အနေနဲ့စူးစီးသုံးသပ်တင်ပြရင်းနဲ့ကျွန်တော်ဗီဒီယိုကိုအဆုံးထိတိရှိပေးခဲ့ကြတာမြတ်ဘုရားတရားကိုကျေးဇူးတင်ကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ